ဘီယာနှမြုပ်မှုကြောင့်လူတည်ဆုံးခဲ့တဲ့ဖြစ်ရရေကြီးတာတို့မီးတောင်ပောက်ကွဲတာတို့ကိုကြားဖို့ကြမှာပါဒါပေမဲ့ဘီယာဆူနာမီကြောင့်လူရှိယောက်တည်ဆုံးသွားတယ်ဆိုရင်ယုံကြမလား1814ခုနှစ်အောက်တိုဘာလမှာတော့လန်ဒန်မြို့စင်ကြန်ရပ်ကွက်မှာဖြစ်ခဲ့တဲ့ကမ္ဘာသမိုင်းမှာထူးဆန်းဆုံးမတော်တဆမှုဖြစ်ခဲ့ပါတယ်ဒီဘီယာတွေကလမ်းမပေါ်မှာရှန်ကြယုံနေမှာပဲနဲ့မြေောက်ခန့်တွေအတွင်းရေတိုင်းကိုဝင်ရောက်ခဲ့လို့အဲဒီခေတ်ရဲ့စင်ရသာရပ်ကွက်တစ်ခုလုံးကိုဖျက်ဆီးပစ်ခဲ့ပါတယ်ဒါကတော့လန်ဒန်မီယာရေကြီးမှုရဲ့အပြစ်မှန်ပါ အဲ့ဒီချိန်ကလန်ဒန်မြို့ဟာကြီးမားတဲ့လူမှုရေးကွဲပြားမှုတွေနဲ့ပြင်းထန်နေပါတယ်။ဒီဟာရေချင်းမှုဖြစ်ပွားခဲ့တဲ့ Horseshoe Brewery ဟာတော်ဒဏ်အကောင့်ရုံးမှာတည်ရှိပြီးတော့နောက်ဘက်မှာတော့ Saint Giant Rocky လို့ခေါ်တဲ့စင်ရဲနံပါတ်သူတွေများသောအားဖြင့် Ireland ရှုပြောင်းနေထိုင်သူတွေပြင်းထန်နေတဲ့ကျင်းမြောင်ပြီးလူနေထူတတ်တဲ့ရပ်ကွက်တစ်ခု ရှိခဲ့ပါတယ်။ဒီဆက်ရုံမှာ BR တစီဟာမီတာ9မီတာလောက်မြင့်ပြီး BR Garland 14သိန်းကျော်ကိုတူလောင်ထားနိုင်တဲ့အေယာမသစ်သားစီကြီးတွေရှိခဲ့ပါတယ်။ဒီစီတွေကိုကြီးမားတဲ့တန်ခွင်းတွေနဲ့လည်းချုပ်ထားခဲ့ပါတယ်။ ဖောင်ရှိရ34ခုနဲ့အော်တိုဘာလ18ရက်နေ့ညနေ4နာရီခွဲလောက်မှာစေယုံဝင်တဲ့ဂျိုခရစ်ကပုံမှန်စစ်စဲမှုလုပ်နေတဲ့ထူးဆန်းတာတစ်ခုကိုသတိထားမိလိုက်ပါတယ်။ကြီးမားတဲ့ဘီယာစီကြီးတစ်ခုကိုပတ်ထားတဲ့အလေးချိန်900ပေါင်း338ကီလိုဂရမ်ရှိတဲ့တန်ခွင်တစ်ခုကျွတ်ကျသွားတာကိုတွေ့လိုက်ရပါတယ်။ဒါကပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။အရင်ကလည်းဖြစ်ဖို့ပဲမဲ့ပြဿနာမရှိခဲ့ပါဘူး။သူ့ထက်လူကြီးကိုကြောင်းကြတော့လေဘာမှမဖြစ်ပါဘူး။နောက်မှပြင်ခိုင်းလိုက်ဆိုပြီးလွယ်လွယ်ဖြေခဲ့ပါတယ်။ဒီလိုပေါ်ဆလိုက်တဲ့စုံပြက်ချက်ဟာ နိုင်ဝဲအတွင်လူရှိရောက်ရဲ့အသက်ကိုယူသွားပါတော့တယ်။ညနေ9နာရီခွဲရောက်တဲ့အခါမှာတော့တင်းအားကိုမခံနိုင်တော့တဲ့စီကြီးဟာအကြီးကြီးပောက်ကွဲပါတော့တယ်။ဘီယာဂါလန်တိရသမ၄တန်းလောက်ဟာကြီးမားတဲ့အချိန်နဲ့လွတ်ထွက်လာတဲ့အတွက်နိုင်ရန်တစ်ခုလုံးကိုပြိုကျသွားပြီးတော့ဘေးကအခြားဘီယာစီတွေကိုပါပောက်ကွဲစေခဲ့ပါတယ်။ပောက်ကွဲမှုရဲ့ရလဒ်ကတော့5မီတာနီးပါးလောက်မြင့်တဲ့ဘီယာဒတိုင်းတစ်ခုဟာစိန်ခမ်းရဲ့ရက်ွက်ထဲကိုစီးဝင်သွားခဲ့ပါတယ်။အဲ့ဒီရက်ွက်ကအိမ်တွေကအကြီးသေးနေပြီးတော့မြေရောက်ခန်းတွေမှာလူတွေနေထိုင်ကြတာများပါတယ်။ ဒီအရာမြောက်ကန်းတွေကိုရေကြီးတယ်လို့ဝင်ရောက်လာခဲ့ပါတယ်။ဒေထိုင်းသတင်းစာရဲ့ဖော်ပြချက်အရမျိုးကြပစ္စည်းမှုအစုပုံကြီးဟာမီးလောင်မှုဒါမှမဟုတ်ငလင်တစ်ခုလိုကြောက်စရာကောင်းတဲ့မြင်ကွင်းဖြစ်တယ်လို့ဆိုပါတယ်။ဒီဖြစ်ရမှာတည်ဆောင်းသူရှိဦးရှိခဲ့ပြီးတော့အများစုကမျိုးသမီးငယ်တွေနဲ့ကလေးငယ်တွေဖြစ်ပါတယ်။တို့သဖြင့်စိတ်ထိခိုက်စရာကောင်းတာက New Street လမ်းကြားကမြောက်ကန်းတစ်ခုမှာအသက်နှစ်နှစ်အရွယ်ကလေးတဦးရဲ့ဇာပနာလုံနေတော့ဘီယာလမ်းကြီးဝင်ရောက်လာတာကြောင့်ဇာပနာလာဆုံး၅ဦးလုံးဘီယာနဲ့နှမြုပ်တည်ဆောင်းခဲ့ကြပါတယ်။နောက်ထပ်အသက်၁၄နှစ်အရွယ်စပွဲတို့မှလည်း အလနာကူပါကလည်းပြိုကျလာတဲ့နိုင်ငံတွေအောက်မှာပြင်းပြခဲ့ပါတယ်။လူရီယာရိုးအစ်စ်တွေအမိုက်တရိုင်းတွေနဲ့ရောနှောနေတဲ့အဲ့ဒီဘီယာနွန်လဲကနေအသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေကယ်ဆယ်ကြရပါတယ်။ဘီယာရေကြီးမှုပြီးတဲ့နောက်မှာတော့အာအသင့်စရာဖြစ်ရတဲ့ခုပေါ်ပေါက်ခဲ့ပါတယ်။အရက်ချက်ဆက်ယုံမှုတရားစွဲဆိုခဲ့ပေမဲ့စုံစမ်းစစ်ဆေးမှုရလက်မှာအချက်တွေ accidentally and by me ဖို့ကျွန်းဆိုပြီးတော့ဆုံးဖြတ်ခဲ့ကြပြီးဘီယာရေကြီးမှုကိုအဲ့တော့ good ဖြစ်သတ်မှတ်ခဲ့ပါတယ်။ဆိုလိုတာကတော့ ဘသူမှတရားဝင်အပြစ်မရှိတဲ့အတွက်ကြောင့်သာသမီဆုံးရှုံးခံခဲ့ရတဲ့မိသားစုတွေဟာရော်ကြီးတပြားမှမရခဲ့ပါဘူး။ဒါပေမဲ့ဆက်ယုံကတော့ဆုံးရှုံးသွားတဲ့ဘီယာတွေအတွက်အခွန်သက်သာခွင့်ရခဲ့တာကြောင့်ဒေဝါလီခံရမဲ့ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။ဒီဖြစ်ရဟာဆက်မှုလုပ်ငန်းခေဟုကာလရဲ့ဘေးကင်းရေးပေါ်ဆမှုတွေနဲ့စင်ရနံပါတ်တွေပေါ်ဖြစ်ခဲ့တဲ့မတရားမှုသမိုင်းကိုပြတ်တနေတဲ့ထူးဆန်းတဲ့ကပ်ဘေးတစ်ခုအဖြစ်မှတ်တမ်းတင်ထားဆဲဖြစ်ခဲ့ပါတယ်။တို့ထူးဆန်းမီစိတ်ဝင်စားဖို့ဇလန်းတွေနဲ့သမိုင်းရဲ့လိုအပ်ချက်တွေကိုဆက်လက်လေ့လာခြင်းနဲ့ဆိုရင်တော့ ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe ပြီးလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့။စုံနေကြည့်ရှုပေးခဲ့လို့အားလုံးကိုထူးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြရအောင်ပါ။